မြန်မာနိုင်ငံတွင်ငလင်လှုပ်ရခြင်း၏အကြောင်းရင်းများမြန်မာနိုင်ငံသည်ငလင်အများဆုံးလှုပ်သောဒေသများတွင် ပါဝင်ပြီးယခုနှစ်များအတွင်းပြင်းအားမြင့်ငလင်များ မကြာခဏလှုပ်ခတ်လျက်ရှိသည့်ဤသို့ငလင်များလှုပ်ရခြင်း၏အဓိကအကြောင်းရင်းမှာဘူမိဗေဒဆိုင်ရာတည်နေရာနှင့်မြေနေထားကြောင်ဖြစ်သည်ငလင်ကြောပေါ်တည်ရှိခြင်းမြန်မာနိုင်ငံသည်အိန္ဒိယကျောက်လွာနှင့်ယူရေးရှားကျောက်လွာတို့ထိတ်တိုက်တိုးမိရာ အိန္ဒိယဘမပေါ်ရင်တည်ရှိသည့်ဤဒေသသည်ကမ္ဘာငလျင်အများဆုံးလုပ်သောအရှိတောင်အာရှဆုံးအော်ဝါရင်ပါဝင်ပြီးကြောက်လွာများအဆက်မပြတ်လှုပ်ရှားနေသောကြောင့်ငလျင်များဖြစ်ပေါ်ရသည်တို့ကြောင့်ငလီများမကြာခဏလှုပ်သည်အထူးသဖြင့်သကိုင်းငလင်ကျော်သည်မြောက်မတောင်သို့ဖြတ်တန်းကာပြင်းအား၆တသမတုညထက်မြင့်သောငလီများကိုဖြစ်စေနိုင်သည်။သုံးလူသားတို့၏လှုပ်ဆောင်မှုများ၊ဆယ်ကြီးများတိဆောက်ခြင်း ဥပမာမြေဆုံစီကဲ့သို့သော ကြီးမားသည့်အင်ဂျင်နီယာလုပ်ငန်းများသည့်ညီအောင်ဖီအားကိုပြောင်းလဲစေနိုင်သည့်ကြောင်မီးတွေးရွှေကြောက်စိမ့်တူးဖော်ခြင်းကဲ့သို့သော မြေတူးမြေဘောလုပ်ငန်းများကလည်းငလင်ငယ်များကိုဖြစ်စေနိုင်သည်တဘာဝဘေးအနေနှင့်ဆက်ဆက်မှုမြန်မာနိုင်ငံသည်နလင်းပြင်းမီးတောင်လှရှားမှုနှင့်လည်းဆက်နွယ်နေသည့်ဥပမာ ပုတ်ပါတောင်သည်မီးတောင်အဟောင်းဖြစ်ပြီး အနည်းအနားရှိငင်းငလင်များကိုဖြစ်စေနိုင်သည့်အိန္ဒိယသမုဒ္ဒရာဘက်မှငလင်များ ဥပမာ2004ဆူနာမီကြောင့်လည်းမြမကန်ယိုရန်တွင်ရိုက်ခတ်မှုရှိသည်အကျိုးဆက်များအဆောက်အဦများပြိုလဲခြင်းလူအသက်ဆုံးရှုံးခြင်းမြေပြိုမှုများဆူနာမီအနေရယ်ကံယိုရန်ဒေတာများတွင်စိုက်ပျိုးမြေများပျက်စီးခြင်း ကာကွယ်ရန် အကြံပြုချက်များငလျင်တန်းခံအဆောက်အဦများတိစောက်ခြင်း အကျိုးဆက်များအဆောက်အဦများပြိုလဲခြင်းလူအသက်ဆုံးရှုံးခြင်းမြေပြိုမှုများဆူနာမီအနေရယ်ကံယိုရန်ဒေတာများတွင်စိုက်ပျိုးမြေများပျက်စီးခြင်း ကာကွယ်ရန် အကြံပြုချက်များငလင်တန်ခံအဆောက်အဦများတိစောက်ခြင်းငလင်ကြိုတင်သတိပေးစနစ်များမိတ်ဆက်ခြင်းပြည်သူလူထုအားငလင်ဘေးကာကွယ်ရေးလေ့ကျင့်ပေးခြင်းနိုင်ငံသည်ဘူမိဗေဒအရာ ငလင်တန်ခံရနိုင်ခြေမြင့်မာသောနိုင်ငံဖြစ်သဖြင့်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန်အရေးကြီးသည်